ဂျော့ရှွာဘန်နေနဲ့ဂျပန်ဖိုက်တာနဲ့ပွဲစဉ်မှာဒုတိယအချီမအနိုင်ရမယ်လို့ခန့်မှန်းပေးလိုက်တဲ့ပြိုင်ပွဲဟောင်းကြီးကိုဒီတာတန်အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ Night Story Entertainment Facebook နဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ် လာမယ့်မက်လ9ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်းမှာထိုးသက်သွားမယ် UFC 313ပြိုင်ပွဲကြီးမှာချင်းတိုင်းသားဖိုက်တာလေး Joshua Ban ရဲ့ပွဲစဉ်ကိုကြည့်ရှုခွင့်ရကြတော့မှာပဲဖြစ်ပါတယ်ဒီပွဲစဉ်က Strike Bay Athan Fighter နဲ့ Ground Bay Athan Fighter တို့ရဲ့ရှင်ပြိုင်မှုကိုမြင်တွေ့ရမှာပါ Joshua Ban ရဲ့ပြိုင်ပွဲ Japan Fighter Surura ကတိတ်တောင်းယူတဲ့ပိုင်းမှာအခြား MMA Ground သမားတွေနဲ့တိတ်မတူပဲ Submission Gremlin ကစားတဲ့ Fighter တွေနဲ့ပူတူးနေပါတယ် ။သဘောတရားကတော့တေချာပေါ့ ground mine ကစားပြီးချုပ်ကွက်နဲ့နိုင်ယူဖို့ပြင်ဆင်လာမှာပါ။ဒီပွဲက Joshua Ban အတွက်စမ်းသက်ခံရမယ့်ပွဲတစ်ပွဲဖြစ်လာဖို့ဖြစ်နေပါပြီ။သူကိုယ်တိုင်ကလည်း Surura နဲ့တွေ့ပြီးကစားသမားဘဝနောက်တစ်ဆင့်မြင့်တက်ဖို့အတွက် one man တသာကြိုးစိုးနေတာပါ။ Joshua Ban တရားချုပ်ကွက်ပြင်းချုပ်ကွက်ပုံဖော်မဲ့ fighter မျိုးနဲ့တွေ့ဆုံမှုမှာဘလောက်ထိ defend လုပ်သွားနိုင်မလဲဆိုတာစောင့်ကြည့်သွားရမယ့်ပွဲမျိုးဖြစ်ပါတယ်။ fighter နှစ်ယောက်ရဲ့အချက်လက်တွေကိုအရင်ဆုံးလေ့လာကြည့်ကြရအောင်ဗျာ။ ဂျော့ရှယ်ဘန်ကအသက်23နှစ်ရွယ်အရက်5ပေ5လက်မအရိက65လက်မရှိပြီးသနပွဲနိုင်က2ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။ဂျပန်ဖိုက်တာဆူရူရာက အသက်22နှစ်ရွယ်အရက်က5ပေ6လက်မအရိက68လက်မထိရှိနေပြီးတဲပွဲလုံးအနိုင်ရရှိထားကရှုံးပွဲလုံးဝမရှိသေးတဲ့ဖိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ ဂျော့ရှွတ်ဘန်နေနဲ့သူ့ထက်အသက်ငယ်တဲ့ဖိုက်တာနဲ့ဒုတိယမြောက်တွေ့ဆုံခြင်းဖြစ်ပြီးလူငယ်တွေရဲ့တိုးအားယုံအားတွေကပွဲရသပေးဆွမ်းနိုင်မှာတော့သိကြပါဗျ။ဂျိုရှွတ်ဘန်တရာ ground game ကစားတဲ့ fighter နဲ့တွေးဆမှုကတစ်ချိန်ချိန်မှာအောင်မြင်မှုရလာဖို့အတွက်အထောက်ပံ့ကောင်းလို့ဆိုရမှာပါ။နောက်ပိုင်းမှာဒီထက်ပိုကောင်းတဲ့ fighter တွေနဲ့တွေးရမှာဖြစ်လို့ strike ဘိုင်းမဲလာလာ ground game မဲလာလာဘာလာလာတောင်းပြနိုင်မှုလိုအပ်ပါတယ်။ ဂျော့ရှော့ဘန်ရဲ့တိတ်တောင်းဒက်ဖန်ကလည်းကောင်းမွန်တာဖြစ်လို့ဆူရူရာကိုကောင်းကောင်းကင်တွယ်နိုင်မယ်လို့တော့ယုံကြည်မိပါတယ်။ဂျပန်ဖိုက်တာဆူရူရာရဲ့ကစားပုံနဲ့ပတ်သက်ပြီးထက်မှန်လေးလာကြည့်ရသလောက်သူကပြိုင်မက်တွေကိုစတရဂီပိုင်းကစားနေရင်ပိုကြိုက်တယ်လို့ဆိုရမှာပါ။တော်ဂီပိုင်းအပြုထိုးသက်နေချိန်မှာဝင်လုံးပြီးဟန်ချက်ပြက်ကိုအခွင့်ကောင်းယူလေးရှိတဲ့ဖိုက်တာမျိုးဖြစ်ပါတယ်။ပြိုင်မက်ကတန်စကာထောင်းကတ်သွားပြီးဒက်ဖန့်လှုပ်ထားရင်လည်းကင်ပေါက်ပြီးတိတ်တောင်းယူနိုင်စွမ်းကမြင်မာနေတာပါ။ သူ့ရဲ့ပြိုင်မဲ့တွေကိုကျမ်းမြင်ပေါ်မှာပွဲသိမ်းရတာကိုပိုပြီးနှိမ့်ချပါတယ်။ဂျပန်ဖိုက်တာဖြစ်လို့လက်သီးထိုးချက်တွေကိုလည်း short တွက်လို့မရပြန်ပါဘူး။သူ့ရဲ့ထိုးချက်ပါဝါတွေကဂျော့ရှော့ဘန်ထက်တောင်အပြင်းကောင်းပြင်းနိုင်ပါတယ်။မြေပြင်ပေါ်မှာလဲကျနေတဲ့ပြိုင်ဘက်ကိုချုပ်ွက်နယ်ပယ်ပွဲသိမ်းရသိမ်းရ ground and ပေါင်ကျွေးပြီးပွဲသိမ်းရသိမ်းရဆွမ်းဆောင်နိုင်တဲ့ fighter မျိုးဖြစ်ပါတယ်။ လူငယ်ဖိုက်တာတယောက်ဖြစ်ပြီးရှုံးပွဲလုံးဝမရှိသေးတဲ့ဖိုက်တာတယောက်ဖြစ်တဲ့အတွက်စိတ်သက်ပိုင်းကအမြင့်ဆုံးကို ရောက်ရှိနေမှာတော့ထင်ကြပါဗျ။ဒါပေမဲ့ UFC မှာထင်သလောက်မလွယ်ကူဘူးဆိုတာသူ့ရဲ့ UFC ပွဲဥထွက်ကတက်သေးတည်နေတာပါ UFC မှာတွေ့ကြုံကောင်းတွေပုံမပိုင်ဆိုင်ထားတဲ့ Joshua Ban နေနဲ့ပြိုင်မက်ကိုဘယ်လိုမျိုးပွဲသိမ်းရမလဲဆိုတာကြိုတွေးထားပြီးလောက်ပါပဲသူ့ရဲ့ပြိုင်ပွဲဟောင်းကြီး Cody Dardan ကတော့ဒုတိယအချိန်မှာပဲ Joshua Ban က TKO နဲ့နိုင်ရရှိသွားမယ်လို့ခန့်မှန်းပြောကြားလိုက်ပါတယ် ဂျော့ချယ်ဘန်ကရုပ်ဆိုးပေမဲ့လက်သီးထိုးကောင်းတယ်ဆိုပြီးလဲစနှောက်ထားခဲ့ပါတယ်။ဂျပန်ဖိုက်တာတွေရဲ့အာနေချက်ကမျက်နှာကိုလုံးဝထိုးမခံနိုင်ပါဘူး။တီတီမီမီမျက်နှာကိုသာစောစောကြွေးထားနိုင်ရင်ပထမချီမှတောင်ပွဲပြတ်သွားနိုင်ပါတယ်။တခုစိုးရင်စရာရှိတာကထိုးခွင့်မရဘဲတိတ်တောင်းတစ်ဖက်ကြီးပဲလုံနေရင်တော့ဂျော့ချယ်ဘန်အတွက်ခက်ခဲသွားနိုင်ပါတယ်။ဒီပွဲစဉ်မှာ 5IG ကစကားပြောသွားမှာဖြစ်ပြီးကိုယ့်ရဲ့ viewer တွေကိုရအောင်ဆွဲခေါ်နိုင်သူကအနိုင်ရရှိသွားမှာပါ ဂျော့ရှာဘန်နီနဲ့အကောင်းဆုံးဗျူဟာနဲ့ပြိုင်ဘက်ဆူရူရာကိုလှလှပပပွဲသိမ်းပြနိုင်မယ်လို့တော့မျှော်လင့်မိပါတယ်။ UFC ရဲ့စမ်းသပ်မှုတွေကိုဂျော့ရှာဘန်တယောက်အကောင်းဆုံးကြော်ဖြတ်ပြပြီး ranking အဆင့်သက်မှတ်ချက်ထဲတဖန်ပြန်လည်ဝင်ရောက်လာနိုင်ပါစေလို့တောင်းဆိုပြုလိုက်ပါတယ်။အများကျွန်တော်ကတော့ Nice Story Entertainment ရဲ့ပင်နိုင်တင်ဆက်သူရဲ့ကိုပါ။